25ခုနှစ်အော်တိုဝါလာ29ရဲ့ဒီနေ့ဗုဒ္ဓနေ့အတွက်ခုနှစ်သားမီးအားလုံးတို့အတွက် numerology ကဏ္ဍပြင်ဟော်ကိန်းဖတ်ကြားမယ်ဆိုရင်တော့ဒီနေ့ဟာကံအခွင့်အကောင်းရမယ်နေ့ဖြစ်တယ်အထူးသဖြင့်အဆက်အသွယ်ကောင်းတဲ့သတင်းကောင်းတွေကြားမယ်အလုံးနဲ့ပတ်သက်ပြီးအလုံးစားဖို့ကိစ္စတွေအလုံးရဖို့ကိစ္စတွေအလုံးရှောက်ဖို့ကိစ္စတွေအောင်းမြင်မယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ကံအထူးကြိုးပမ်းတဲ့နေ့ဖြစ်တယ်နိုင်ငံခြားနဲ့အဆက်အသွယ်ကောင်းတွေရမယ်သတင်းကောင်းတွေရမယ် အကူအညီကောင်းတွေရပါလိမ့်မယ်။မိမိရဲ့ကံအလွန်ကောင်းမှုဒီလိုနည်းမျိုးမှာငကယ်ုံဖျားတဆူဆူကိုနှင်းစီမံအနီအောင်ဆယ်ဝန့်လှူပြီးဆူတောင်းခြင်းအပြင်သတိသာသာကံပွင့်လက်ပွင့်အောင်မြင်ပါလိမ့်မယ်ခင်ဗျာ။အထူးသဖြင့်တော့သင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်နာဥကိစ္စတွေအောင်မြင်ဖို့လိုအတွက်ဆိုရင်တော့တီလာရှင်ဆရာလေးတစ်ပါးကိုအသီးသုံးမျိုးလှူဒန်းပြီးဆူတောင်းလိုက်ပါ။ဒီနေ့မှာမိရှုတန်စင်ပွားမြင်ကြတဲ့ရင်သွေးရဏာရီအတွက်ကတော့မာဘုဗေဒနိယဗောဓုနေပွား မရဏဘဝသာတာရှင်များဖြစ်ကြောင်းနမိတ်ဖတ်လိုက်ရပါတယ်။ငယ်စဉ်မှာခြူကြပြီးတော့ကြိုးစားလုံးလာအတူကြည်လင်အထုံးအောင်မြင် ပြီးဖြစ်ပါလေ။ဒီနေ့မှာမိရှုသန်းစဉ်ဖွားမြင်တဲ့ရင်သွေးရဏာတွေအတွက်ကံလွန်ကောင်းမှုအတွက်ဆိုရင်တော့တတ္တဝံဘေးမဲ့လွတ်ပြီးဆူတောင်းပေးလိုက်ကြပါ။ဒီနေ့ကြားဥတဲ့မွေးနေ့ရှင်တွေအတွက်တနည်းတားလုံးကံကောင်းမှုလို့အတွက်ကတော့ခောက်သွဲကြောဆုံးမြတ်စွာဘုရားရှင်လှူဒန်းခြင်းရဟန်းတန်ကလောင်းလို့ခြင်းဆွေမျိုးမိသားစုများကိုဒါနပြုခြင်းဖြင့်ကောင်းကျိုးများစွာရပါလိမ့်မယ်ခင်ဗျာ။ အကျိုးပေးဆုံးမကဏ္ဍကတော့ဒီနေ့အတွက်တက္ကဏ္ဍ၄ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများအတွက်ငွေကံကောင်းဖို့လို့အတွက်ဆိုရင်တော့ကြောက်ကြောကိုတော်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးငွေကံကောင်းဖို့ထူထောင်လိုက်ကြပါခင်ဗျာဈေးကောလက်ကောရရေအဖြစ်မိမိဆိုင်ရှိမျက်နှာသာကိုမျက်နှာမူပြီးအချိုးရင်နှဲငယ်ပတ်ဖြန့်လိုက်ုံနဲ့တိတိတသာရောင်းမှန်းသာဝေဖန်လှပါလိမ့်မယ်အယောင်းထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်းသွက်သွားဖို့လို့အတွက်ကလည်း ခဲရံလေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ရုံနဲ့တိတိတန်တန်အယောင်းအတွက်အယောင်းထွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူတို့အတွက်အခက်အခဲတွေလွတ်မြောက်အောင်အတောင်ပံပါတဲ့ခိုးတွေငှက်တွေကြက်တွေလွတ်ပြီးဆူတောင်းပေးလိုက်ပါကျမ်းမာရေးညံ့နေတဲ့သူရှိရဆိုရင်တော့ကျမ်းမာရေးညံ့သူတို့ဓာတ်စာအဖြစ်နဲ့ဒီလိုနည်းမျိုးမှာနနက်ယူအနေငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာရှိရမေတ္တာရေးအိမ်တော်ရေးအစဉ်ပြေဖို့အတွက်ကတော့အချွေတစ်မျိုးမြတ်စွာဘုရားရှင်ကို ကတ်လှူလိုက်ပါခင်ဗျာ